ဒီတစ်ခါမှာကျွန်တော်တို့က content တွေဘာတွေတင်ရမလဲမသိဘူးဖြစ်နေတယ်ပေါ့နော် business တွေပဲဖြစ်ဖြစ်ဒီလိုမျိုး creator တွေပဲဖြစ်ဖြစ်ပေါ့အခုမှ CM ပွင့်မိတာလူတွေရောပါတယ်အကျုံးဝင်နေပေါ့နော်ကျွန်တော်တို့ content monetization နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘလို့ចောင်းရတယ်ဖြစ်ဖြစ်တပတ်စာတပတ်စာမှာကျွန်တော်တို့ဒီဘာတွေတင်ရမလဲတရက်တရက်ကိုကျွန်တော်တို့ဘလို့မျိုးចောင်းရရင်တင်ရမလဲဆိုတာကကျွန်တော်ပါဝင်အားလုံးကခေါင်းကိုက်တဲ့မိကုန်တစ်ခုပေါ့เนาะအဲ့တော့ကျွန်တော်ဒီတစ်ခေါက်မှာကျွန်တော် content calendar လေးတစ်ခုပေးမယ်ပေါ့ဒီ content calendar လေးကလည်းကျွန်တော်တယောက်တည်း ြောထားတာမဟုတ်ပါဘူးကျွန်တော် AI နဲ့လည်းမေးမြန်းပြီးတော့ဒါအားလုံးအတွက်အဆင်ပြေလောက်မယ်လို့ထင်လို့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်စပြီးတော့ကြီးလိုက်အောင် Monday ကစမယ်နော် Monday မှာကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုတော့ knowledge sharing နဲ့ပတ်သက်တဲ့ post မျိုးတွေပေါ့။ knowledge sharing လို့ဆိုတဲ့အခါမှာအကြီးကြီးကိုမပြောဘူးပေါ့နော်။ကျွန်တော်အနေနဲ့ဥပမာထားလိုက်ပါတော့။လူတစ်ယောက်ကတရက်ကိုရေဘလောက်တောက်တင်လဲပေါ့နော်။တကယ်လို့သူ့အနေနဲ့ဒီရေကိုတောက်ခဲ့မယ်ဆိုလို့ရှိရင် ကျန်းမာရေးနဲ့ဘယ်လိုမျိုးညီညွတ်မလဲဒါမှမဟုတ်သူလိုအပ်တဲ့အတိုင်းအတာလောက်ကိုရေကိုမတောက်တုံးနိုင်ခဲ့ဘူးဆိုလို့ရှိရင်သူတို့ဆိုးကျိုးဘယ်လိုရှိမလဲဒီလိုအကြောင်းအရာလေးပေါ့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 အကြောင်းအရာလေးတွေကိုကျွန်တော်တို့အနေနဲ့ post တင်တာပဲဖြစ်ဖြစ်ဗီဒီယိုနဲ့အခုကျွန်တော်ပြောလိုမျိုးလေးပေါ့နော်ဗီဒီယိုလုတ်ပြီးတော့ပြန်ပြီးတော့ sharing လုပ်ပြီးပြီးတော့ caption လေးတစ်ကြောင်းနဲ့ဒီလို post မျိုးလေးတင်တင်နေပေါ့နော် day 2ပေါ့နော်အင်္ဂါနေ့ပေါ့အင်္ဂါနေ့မှာကျတော့ကျွန်တော်တို့က engagement အတွက်လောက်အောင်ပေါ့နော် engagement ဆိုတာဒီ page တစ်ခုတည်းပဲဖြစ်ဖြစ်ပေါ့နော် account တစ်ခုတည်းပဲဖြစ်ဖြစ် ကျွန်တော်တို့ comment ရေးဖို့အတွက်ကျွန်တော်တို့စူးစမ်းရမယ့်အချိန်မှာကျွန်တော်တို့ poll တွေနောက်ပြီးတော့ question တွေထုတ်တဲ့မေးခွန်းမျိုးတွေပေါ့နော် question ဆိုတာအကြီးကြီးကိုမပြောပါဘူးကျွန်တော်ငယ်တုန်းကစာမွေးဖြည့်လို့မျိုး true or false လို့မျိုးမေးခွန်းလေးတွေပေါ့ဥပမာထားလိုက်ပါတော့ပုံလေးနှစ်ပုံကိုကျွန်တော်တို့ကနေပြီးတော့မှတင်ပေးလိုက်တယ်ပေါ့ဒီပုံနှစ်ပုံတည်းကနေပြီးတော့မှဘယ်ဟာကမှန်လဲဆိုတဲ့အကြောင်းအရာမျိုးလေးတွေပေါ့ဗျာအများကြီးကိုမစင်စားနဲ့ပေါ့ပေါ့ပါပါနဲ့အဲရည်ရွှင်ပဲဖြစ်တဲ့မေးခွန်းမျိုးလေးတွေကိုကျွန်တော်တို့အနေနဲ့ဒါမေးခွန်းလေးတွေထုတ်ပြီးတော့ comment လေးတွေတောင်းတင်တယ်အဲ comment လေးတွေကိုမှကျွန်တော်တို့ကပြန်ပြီးတော့ ဖြည့်ပြီးပေါ့နော်ဒါလေးကတော့ကျွန်တော်အင်ကာနေမှာလောက်ရမယ်အကြောင်းအရာလေးပေါ့ဗျာ day tree ပုဒ်ဟူးနေမှာကျတော့ကျွန်တော်တို့ဘာလုပ်မလဲ behind the scenes ပေါ့နော်ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေထဲမှာအရာအလုံးကအဆင်ပြေချောမွေ့နေတာမဟုတ်အခုကျွန်တော်ဒီဗီဒီယိုကိုရိုက်တယ်ဆိုလို့ရှိရင်လဲရှော့ရှော့ရှူနေပြီးစင်မှာပြီးသွားလိမ့်မယ်ဒါကျွန်တော်တို့မျိုးဒါလှုပ်လက်ဆရှိတဲ့လူမပြောနဲ့တခြားအခုမှစလုပ်မယ်အစ်တေဆိုပို့ပြီးတော့ဆိုးလိမ့်မယ်နော်အဲ့တော့ဒီလိုမျိုးဗီဒီယိုတွေရိုက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုစကားတွေထည့်ခဲ့လဲ ဘယ်လိုမျိုးတွေဖြစ်ခဲ့လဲဥမာထားလိုက်ပါတော့ကိုကရှေ့မှာ post တစ်ခုလုပ်ခဲ့ဖို့အတွက်ကိုကျွန်တော်တို့ဘယ်လိုအလွဲလွဲချော်ချော်တွေဖြစ်ခဲ့လဲဒီလိုအကြောင်းအရာတွေပေါ့နော်တကယ်ကိုတဘာဝအတိုင်းဖြစ်နေတဲ့ဟာသာဆန်တဲ့အကြောင်းအရာလေးတွေ behind the scene လေးတွေကိုကျွန်တော်တို့ ਨੇ post တစ်ခုတင်ပြီးတော့ကျွန်တော်တို့ content တစ်ပုဒ်အနေနဲ့လုပ်လို့ရပါတယ် day 4ကြာပြီးနေ့ပေါ့နော်ကြာပြီးနေ့လိုမျိုးမှာကြာတော့ကျွန်တော်တို့ how to video မျိုးလေးတွေပေါ့နော် tips လေးတွေပေးတာပေါ့နော် အဲဥမာကိုရမ်းချက်ရတဲ့ဟင်းတစ်ခွက်ကိုကျွန်တော်ကိုကအမြဲတမ်းချက်စားပြည့်တယ်ပေါ့နော်အဲ့ဟင်းထဲမှာကိုအနေနဲ့ဘလို့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့က လုတ်ပြီးချက်လဲဒါကြီးရှုတဲ့ view အကိုသူ့အနေနဲ့လည်းစိတ်ဝင်စားမှုရှိလာအောင်ကျွန်တော်အနေနဲ့ပြောပြပြီးတော့အဲဘယ်လိုလုပ်ရလဲဒါလေးကိုဘယ်လိုလုပ်လိုက်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးပို့ပြီးကောင်းပါတယ်ဆိုတဲ့အကြောင်းအရာလေးပေါ့ဒါကတော့ဟင်းချက်တာတခုတည်းမဟုတ်ပါဘူးဥမာဆက်ချုပ်တယ်ပဲထားလိုက်အောင်ဒီလိုဆက်ချုပ်တဲ့ချိန်မှာကျွန်တော်တို့ကဘယ်လိုမျိုးပုံစံမျိုးလေးတွေကွန်ပြီးတော့ချုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ website design လေးကပို့ပြီးလာလာပါတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်တို့က knowledge sharing တခုအနေနဲ့ပြန်ပြီးပေးတဲ့ပုံစံမျိုးပေါ့နော်လွယ်ကူပါတယ်မခက်ခဲပါဘူးစူးစမ်းကြည့်ပါ နောက်ထပ် day 5ပေါ့နော်တောက်ကြနေတောက်ကြနေရတော့ဒါ Friday night လို့ပဲမှတ်ထားလိုက်ပေါ့နော် Friday night မှာကျွန်တော်တို့ပျော်ရွှင်အောင်ဘယ်လိုဖန်တီးရမလဲပေါ့နော်ကျွန်တော်ဟာသားနဲ့တက်ဆိုင်တဲ့ post တွေဒီကြီးရှုသူကို နောက်ပြီးတော့တစုံတရာစိတ်ပျော်အောင်လို့ဖန်တီးပေးတဲ့အရာတွေပေါ့နော်အကြောင်းအရာမျိုးတွေ content တွေစာသားတွေကျွန်တော်တို့အနေနဲ့ရေးလို့ရတယ်ဒါမှမဟုတ်လေရှင်လေဟာသားပုံလေးတွေနဲ့တွဲပြီးတော့ကိုစိတ်ကူးပေါ်တဲ့ဟာလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ရေးလို့ရပါတယ်ဒါကတော့ Friday night ပေါ့ဗျာဒါတစ်ချက်မှတ်ထားလိုက်ရင်ရပါပြီ ဒေးစစ်မှာကျတော့ကျွန်တော် product နဲ့ service highlight ပေါ့ဘယ်လိုမျိုးလဲဆိုတော့ product ဆိုလို့ကျွန်တော်တို့ကအကြီးကိုမပြောဘူးပြောဥပမာကျွန်တော် အဲအခုကြည့်ရှုနေတဲ့လူကကျွန်တော်တို့ဒီစက်ပြတစ်မျိုးကိုကျွန်တော်ကအမြဲတမ်းသုံးဖြစ်တယ်ပေါ့ဗျာသုံးဖြစ်တဲ့ချိန်မှာဒီ product ရဲ့ကောင်းကျိုးဆိုးကျိုးကိုနဲ့တဲ့အီမတဲ့အီဒီလိုအကြောင်းအရာလေးတွေကိုကျွန်တော်ကတဘာဝအတိုင်း review စပြီးတော့ပေးကြည့်ရပါဘောနော်ဒီလိုအကြောင်းအရာလေးကိုကျွန်တော်နေ့စဉ်ပြုလုပ်ခြင်းအပြည့်လဲကျွန်တော်အနေနဲ့အကျိုးကျေးဇူးကပါလဲဆိုတော့ဒီလို video blog တွေရိုက်တဲ့ချိန်မှာအထောက်အကူဖြစ်တယ်အထင်ကောတွေမဖြစ်တော့ဘူးအကြောက်လိုက်နေမဖြစ်တော့ဘူးဒါ review ပေးကြည့်တဲ့ပုံစံမျိုးလေးတွေပေါ့နော်တဘာဝအတိုင်းကိုပဲပြောဆိုပါဟိုအများကြီးအကြီးတွေစဉ်းစားပြီးတော့ ပြောမရလို့မဟုတ်ဘူးเนาะဒီအကြောင်းအရာလေးကိုတစ်ချက် try ကြည့်ကြည့်ပါဒါလေးလည်းကောင်းမှပါတယ် day 7ကြတော့ကျွန်တော်တို့က motivation နဲ့ပေးရတော့မယ်တဲ့ကြီးရှိရလူကိုပေါ့เนาะအဲအကြီးမဟုတ်ပါဘူးဒီလိုမျိုးပါကျွန်တော်တို့ဒီတစ်ပတ်တာလုံးမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့က recap ပြန်လုပ်တာပါဗျာပြောမယ်ဆိုဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ကအချင်းချုပ်လိုက်တဲ့သဘောပုံစံမျိုးပေါ့တပတ်တာလုံးမှာကျွန်တော်ဖြစ်ခဲ့တဲ့အရာတွေကြုံခဲ့တဲ့အရာတွေအကုန်လုံးကျွန်တော်တို့က recap ပြန်လုပ်တယ်။ဟာသားလည်းဖြစ်ချင်းဖြစ်သွားမယ် ဟာတာပိုကောင်းပါလေဒါပါလေလူတွေကဒီဆိုရှယ်မီဒီယာကိုတုံးနေဆိုတာစိတ်ပျော်ရွှင်ဖို့အတွက်တုံးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အကြံပေးချင်တာကတော့စိတ်ပျော်ရွှင်မှုစကလုံးနေနဲ့ recap လုပ်ပါလို့အကြံပေးချင်တယ်ဒီလိုမျိုးလေးကကျွန်တော်တို့လောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ follow လုပ်ထားတဲ့လူတွေလည်းမပြင်းရတော့ဘူးကျွန်တော်တို့ရဲ့ audience တွေကိုလည်းတကယ်ကို engagement အစစ်မှန်နေရမယ်ပေါ့နော်သူတို့အတွက်လည်းကြီးရှုရတာမပြင်းတော့ဘူးပေါ့နော်တကယ်ကိုပုံစံတစ်မျိုးလေးတွေစီနေဆိုတော့လေနော် ဲ့ဒီမှာအရေးကြီးတာကိုပြောချင်တာပေါ့နော်ဒီ recap တွေပြန်လုပ်တဲ့ချိန်ကိုယ့်ရဲ့ဒီ behind the scenes တွေကိုပြန်ချပြတဲ့ချိန်မှာတဘာဝတိုင်းချပြစီချင်တယ်လူတွေကတဘာဝကိုပူချစ်တယ်ဗျနော် okay ဒါတော့ပါပဲ